တချို့တငယ်ချင်းအချင်းကြီးတွေမိသားစုအရင်းကြီးတွေအခုအချိန်ထိမခေါ်မပြောနိုင်မဲနဲ့တသက်လုံးဖြစ်သွားတယ်ဆိုတာဘာကြောင့်လဲဆိုရင်အဲ့ဒေါသထွက်တဲ့အချိန်မှာစကားပြောမိလို့ပါဒီအချက်၃ချက်ကိုလုံနေသေး၍တင်းရဲ့ဘဝမှာအမားတွေများနေဦးမှာပဲအဲ့တော့တင်းရဲ့ဘဝမှာအမားတွေကိုရှော့ချခြင်းနဲ့ဆိုရင်မိမိရဲ့စိတ်ခံစားချက်နဲ့ပတ်သက်ပြီးတော့ဒီအချက်၃ချက်ကိုရှောင်ကြဉ်မှုလိုပါတယ်နံပါတ်၁ကတော့ပျော်ရွှင်ခြင်းပါကျွန်တော်ပျော်ရွှင်နေတဲ့အချိန်မှာကျွန်တော်ဘာမှလုပ်ရဘူးလဲဆိုရင်ဂတိမပေးပါနဲ့ ဘာကြောင့်လဲဆိုတော့ပျော်ရွှင်တဲ့အချိန်မှာလူတွေကဒီ critical thinking ဆိုတဲ့ဒီအချက်အလက်နဲ့လိုက်ပြီးတော့စဉ်းစားတဲ့ဟာတွေကိုသိပြီးတော့လုပ်လို့မရှိပါဘူး။အရာရာကိုအလွယ်လွယ်ပဲပြောတတ်ကြတယ်၊လွယ်လွယ်ပဲစွန့်ဖြတ်တတ်ကြတယ်ပေါ့နော်။ဒါပေမဲ့ကိုယ့်ရဲ့တကယ်ပုံမှန် life ကိုပြန်ရောက်သွားတဲ့ပုံမှန်ဒီ emotion ကိုစိတ်ခံစားချက်ကိုပြန်ရောက်သွားတဲ့အချိန်ကြရင်ခုနတငယ်ချင်းရေနေ့မင်္ဂလာဆောင်ငါလာခဲ့ပါမယ်ဆိုပြီးတော့အလွယ်ပြောလိုက်တယ်ပျော်နေတဲ့အချိန်မှာတော့ဘောနော် ပေးတကယ်ချင်းဒါငါလှုပ်ပေးမယ်ငါကူညီပေးမယ်ငါလှုပ်ပေးမယ်ဆိုတဲ့ဟာတွေကတိပေးခဲ့တဲ့ဟာတွေတကယ်ပုံမှန်လေးဖြစ်လာရောခုနအလုရှုပ်လို့မင်္ဂလာဆောင်မသွားနိုင်တာတွေအလုပေါ်လာလို့တကယ်ချင်းကိုမကူညီနိုင်တော့တာတွေဒီလိုအခြေအနေမျိုးတွေရှိတတ်ပါတယ်ဒါကပျော်ရွှင်နေတဲ့အချိန်မှာဆိုရင်လွယ်လွယ်ပေါ့နော်ငါလှုပ်ပေးမယ်ငါလာခဲ့မယ်စရှိတဲ့ဒီလိုမျိုးလွယ်လွယ်ကတိတွေမပေးဖို့အတွက်ဘဝမှာတည်ထားဖို့လိုပါတယ်အဲ့တော့တနည်းအားဖြင့်အားလုံးကြားဖို့မှာပါလုပ်ငန်းခွင်နေမှာဆိုရင်လေကျွန်တော်တို့ report တင်တဲ့အခါမျိုးမှာဆိုရင်အထက်လူကြီးရဲ့အခြေအနေကိုကြည့်ပါ သူပျော်နေတဲ့အချိန်မှာသွားပြီး report တင်မှာသူပျော်နေတဲ့အချိန်မှာသွားပြီးတော့ခုန approve တောင်းရမယ့်ဟာတွေတင်မှာဆိုတာအလကားပြောတာမဟုတ်ဘူးပေါ့နော်အဲ့ဒီစိတ်ခံစားချက်ပေါ်အယံမှုတည်ပါတယ်လူကြီးကပျော်နေတဲ့အချိန်မှာဆိုရင်ကိုယ့်ရဲ့ report တွေကိုယ့်ရဲ့ဒီအဲရှောက်လာတယ်နော်အဲ့ဒီဟာတွေသူကတေချာစစ်မှာမဟုတ်ပါဘူးနော်သူပျော်နေတဲ့အချိန်မှာဆိုအလွယ်ပဲလက်မှတ်ထိုးပေးလိုက်တာမျိုးတွေရှိတယ်ဒါကြောင့်ဒီအချိန်ကိုသွားခိုင်းတာပေါ့နော်အဲကိုလည်းကိုပျော်နေတဲ့အချိန်မှာဆိုရင်လည်းလည်းဂရုမပေးပါနဲ့ ဒုတိယတစ်ချက်ကကျတော့ကျွန်တော်တို့ဘဝမှာဘလို့အချိန်တွေရှိတတ်လဲဆိုတော့အရင်စိတ်တက်ကြနေတဲ့အချိန်တွေရှိတတ်တယ်နော်စိတ်တက်ကြပြီးတော့ဝမ်းနေနေတဲ့အချိန်တွေရှိတတ်တယ်အားလုံးလည်းကြုံမှုလိုက်မယ်ပေါ့နော်ပြန်စင်းစားကြည့်ပါအဲ့တော့စိတ်တက်ကြဝမ်းနေတဲ့အချိန်မှာဘာမလုပ်ရဘူးလဲဆိုရင်ကျွန်တော်တို့စုံဖြတ်ချက်တွေမချရပါဘူးအခုပြန်စင်းစားကြည့်ပါနော်ကိုစိတ်တက်ကြဝမ်းနေနေတဲ့အချိန်မှာအဲ့ဒီစုံဖြတ်ချက်တွေချကြတယ်အဲ့ဒီစုံဖြတ်ချက်အတိုင်းသာကိုလိုက်လုပ်ခဲ့မယ်ဆိုရင်အခုဒီနေ့ဒီဗီဒီယိုတော့နားထောင်နိုင်မှာမဟုတ်တော့ဘူးပေါ့နော် ဘာကြောင့်လဲဆိုတော့အဲ့ဒီအချိန်ကအတွေးတွေသည်ငါခုနအလုံးနဲ့ပတ်သက်လာရင်ငါအလုံးထွက်သွားတော့မယ်မိသားစုနဲ့ဆိုရင်လည်းမိသားစုကနေငါထွက်သွားတော့မယ်နောက်တစ်ခါကျရင်ကိုယ့်ကိုနော်တခုခုလှုပ်လိုက်တော့မယ်ဆိုတဲ့ကျွန်တော်တို့ဒီဆုံးဖြတ်ချက်တွေချတဲ့ရှိတယ်ပေါ့နော်စိတ်တက်ကြဝမ်းနေနေတဲ့အချိန်ဒီမှာဆိုရင်အဲ့ဒီအတိုင်းသာလက်လွတ်ခဲ့ရင်ဒီနေ့ဒီဗီဒီယို တော့နားထောင်ရမှာမဟုတ်ဘူးအဲ့ဒါကြောင့်ကျွန်တော်အဓိကပြောချင်တာကစိတ်တက်ကြဝမ်းနေနေတဲ့အချိန်ဒီမှာဆိုရင်ကိုယ့်ရဲ့ဒီဆုံးဖြတ်ချက်တွေအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကို မချပါနဲ့ဒီကားအမှားအယွင်းလုံးဝဖြစ်စေနိုင်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်စိတ်ထကြဝန်းနေနေတဲ့အချိန်မှာဆိုမိမိရဲ့အတွေးတွေကလုံးဝအမှောင်ကျနေတာပါ။မကောင်းတဲ့ဘက်ကိုပဲသွားနေတာပေါ့နော်။အဲ့လိုမျိုးအခြေအနေပါ။အဲ့ဒါကြောင့်မလို့ကွာအဲ့ဒီအချိန်မှာချလိုက်တဲ့ဆုံးမချက်ကကောင်းတဲ့ဆုံးမချက်လုံးဝဖြစ်လာနိုင်မှာမဟုတ်ဘူး။ငါကုနာအလုပ်ထွက်လိုက်တော့မယ်ငါအရှုံးပေးလိုက်တော့မယ်ဒီလိုမျိုးဆုံးဖြတ်ချက်တွေပဲဖြစ်နေပါ။ဒါကြောင့်မလို့ကိုစိတ်ထကြဝန်းနေနေတယ်ဆိုရင်ပဲအရေးကြီးတဲ့ဆုံးမချက်ကိုမှမချဖို့ကျွန်တော်တတိပေးပါရစေ။ နောက်ဆုံးမှားတတ်တဲ့အမှားကဘာလဲဆိုတော့ဒေါသထွက်တဲ့အချိန်ဒေါသထွက်တဲ့အချိန်မှာဘာမလုပ်ရဘူးလဲဆိုရင်ကျွန်တော်အတက်နိုင်ဆုံးစကားပြန်ပြီးတော့မပြောပါနဲ့နော်အနည်းဆုံးစကားကိုနည်းနည်းလေးပဲပြောပါဘာကြောင့်လဲဆိုတော့ဒေါသနဲ့ပြောလိုက်တဲ့စကားတိုင်းတွေကျွန်တော်အမှားတွေကအနောက်ကနေပါလာတတ်ပါတယ်ကျွန်တော်ကြားပုတဲ့စကားပုံတစ်ခုရှိတယ်ပေါ့နော်ဒေါသနဲ့မတက်ထားရက်လိုက်တာနဲ့နောင်ထားနဲ့ပြန်ထိုင်ရမယ်ဆိုတဲ့စကားလုံးပေါ့နော်အဲ့ဒါဒါအလကားပြောတာမဟုတ်ပါဘူးလက်တွေ့မှာလည်းအဲ့လိုပဲကိုဒေါသနဲ့တခုခုဖြည့်ရှင်းလိုက်ပြီဆိုရင်အနောက်မှာကပ်ပါလာတာနောင်တာပါ ပြီးတော့ဒီဒေါသနဲ့ပြောလိုက်တဲ့စကားလုံးတွေဒီတစ်ဖက်လူကိုနာကျင်စရာတွေဖြစ်တတ်ပါတယ်ဗောနော်တချို့ငွေချင်းအချင်းကြီးတွေမိသားစုအရင်းကြီးတွေအခုအချိန်ဒီမခေါ်မပြောနိုင်မဲနဲ့တစ်တလုံးဖြစ်သွားတယ်ဆိုတာဘာကြောင့်လဲဆိုရင်အဲ့ဒေါသထွက်တဲ့အချိန်မှာစကားပြောမိလို့ပါဘာကြောင့်လဲဆိုတော့ဒေါသထွက်တဲ့အချိန်မှာပြောတဲ့စကားလုံးတွေဒီတစ်ဖက်သားကိုနစ်နာအောင်ပြောတာဖြစ်ပါတယ်မနစ်နိုင်တော့မှတိတ်ပြီးတော့မချိန်တတ်ဘူးဗောနော်အဲ့လိုမျိုးအဲ့တော့နစ်နာအောင်ပြောတာဖြစ်တဲ့အတွက်တချို့သောစကားလုံးတွေကဝင်ပြီးတော့ရင်ပြတ်နှုတ်လို့မရပါဘူးတစ်ဖက်လူရဲ့နှလုံးသားတွေကိုကြုံသွားရင်ပြန်ပြီးတော့နှုတ်လို့မရပါဘူးဗောနော် ဆိုပါစို့ကိုကတော့မှားတယ်ဒါပေမဲ့ပြန်တောင်းပန်လိုက်ပြီမဲ့တချို့ဆက်ကလေးတွေကတောင်းပန်ရင်တောင်းမှာပဲသူတို့ရဲ့ရင်ထဲမှာဒဏ်ရာအနေနဲ့ကြံခဲ့တာတွေရှိပါတယ်ဒါကြောင့်မို့ကိုယ့်ရဲ့ဘဝမှာကျွန်တော်တို့ဒီအချက်၃ချက်နဲ့ပတ်သက်ပြီးတော့မှားမှုတဲ့အတွေ့အကြုံရှိခဲ့တယ်ဆိုရင်လေကွန်မန့်မှာကျွန်တော်တို့အတွေ့အကြုံလေးတွေရေးပေးလို့ရတယ်ပေါ့နော်အဲ့တော့ရှေ့လျှောက်ပြီးတော့ကိုယ့်ရဲ့ဘဝမှာအမှားနဲ့တင်နေဆိုရင်ပျော်ရွှင်တဲ့အချိန်မှာခတိမပေးပါနဲ့စိတ်တကြဝမ်းနေနေတဲ့အချိန်မှာဆုံးမြတ်ချက်တွေမချပါနဲ့ဒေါသထွက်တဲ့အချိန်မှာတတ်နိုင်တဲ့စကားပြတ်မပြောပါနဲ့ဒါဆိုရင်တင်းပေါ်မှာ မာရွင်နေလဲလာမှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်ကတော့အောင်စီတူပါ။ကျွန်တော်ရဲ့ဒီ Asia Channel မှာဒီလိုဗဟုသုတတွေနဲ့ Asia နဲ့ပတ်သက်တဲ့ဟာသိကျင်နေဆိုရင်ကျွန်တော်ရဲ့ TikTok, YouTube, Facebook ကို follow လုပ်ထားဖို့ကျွန်တော်တိုက်တွန်းပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ဗျာ။